မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာအဲဆရာမိတ်ဆွေတို့ဆရာကအခု2025ခုနှစ်ဒီဇင်ဘာလတစ်လစာဟောစရံကြီးကိုဟောကြားပေးမှာပေါ့ဟောစရံကြီးမဟောကြားခင်မှာဆရာမိတ်ဆွေတို့ကိုဆရာကပြောလိုတာလည်းရှိပါတယ်ဒါကပါလဲဆိုတော့ဆရာတို့ဒီ2025ပါဆိုလဲဆရာတို့တလာပြီးတလာတလာပြီးတလာဟုတ်လားဟောလာတာဆရာမိတ်ဆွေတို့အခုဆိုလို့ရှိရင်နှစ်ရနောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာလကိုရောက်ရှိလာပြီအဲ့တော့2025ခုနှစ်အတွင်းမှာဆရာကိုတစ်နှစ်စာကြည့်ခဲ့တဲ့မိတ်ဆွေများအဲမိမိတို့ရဲ့ကံရှင်တွေအထောက်အကူဖြစ်ခဲ့ရလား အမေရှင်တို့အနေနဲ့ဒီနှစ်ဟာကန်ဆိုးလာကန်ကောင်းလာလေဆရာတို့အကြံပေးရောထို့ပြင်ဆရာထပ်မှလို့တာကအဲဆရာတို့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ပြောင်းလာလိုက်ဆိုပေမဲ့လို့မေရှင်တို့အနေနဲ့အဲဒီမကြခင်မှာဆရာ2026အတွက်လိုအပ်တာလေးတွေကိုဆရာဟောပြီးတော့မယ်ပြင်ဆင်ပြီးတော့မယ်ဒါအပြင်မေရှင်တို့အနေနဲ့အဲ2026ကိုဆရာတို့တနေ့စာကိုတကယ်ကိုတက်ကနစ်ကြကြနဲ့တေချာတွက်ဆက်ပြီးတော့အဲသုံးသပ်ပြီးတော့မှဖြစ်တဲ့အတွက် အဲ့ဒီ926တော့တနစ်စာအောင်လဲဆရာတို့ကကနန်းဒီနေ့၃နိုင်မောနေ့ပြအမျိုးမျိုးနဲ့ပဲတွက်ဆက်ပြီးတော့သုံးသပ်ပြီးတော့ဖြစ်နိုင်ရည်ရှိတဲ့အရာတွေကိုဆရာတို့ကဆွတ်ထုတ်ပြီးမှဖြစ်တဲ့အတွက်အဲ့ဒီတနစ်စာသုံးသပ်တာလေးတွေကိုလည်းမိတ်ဆွေတို့အနေနဲ့အဲလိုအပ်မဲ့အကျိုးထူးမဲ့တစုံတရာဆိုရင်တော့စောင့်ကြည့်ပေးပါဦးဆရာငယ်ပေးတဲ့ Facebook မှာဖြစ်ဖြစ်မိတ်ဆွေတို့ဘယ်အရှာမိမိယုံကြည်သက်ဝင်တော့ဆရာနာမှာဖြစ်ဖြစ်တေချာလေးစောင့်ကြည့်ပြီးတော့ ဟိုအကြံဉာဏ်ကောင်းလေးတွေမိတ်ဆွေတို့ရသလောက်လေးယူကြည့်ပါဒါဆိုရင်မိတ်ဆွေတို့တနေ့မှာတော့ဇေယျဆိုတာတော့သူတို့ဟာသူတို့နီးစနစ်ကြကြကျွမ်းပြီးသားဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အထောက်အကူလေးတွေဖြစ်မယ်ဒါကြောင့်ဇေယျကိုလည်းမိတ်ဆွေတို့ယုံကြည်တယ်ဆိုရင်စောင့်ကြည့်ပေးပါအောင်လို့ဇေယျကပြောရင်းနဲ့ဥစွာကောင်းမှမပြောမီဇေယျငွေနှမ်းမှာ2026ခုနှစ်အတွက်တနစ်စာဟောစရာမှားယူလို့တဲ့မိတ်ဆွေများ ကြိုတင်စာရင်းပေးလို့ရပါပြီဆိုတဲ့အကြောင်းနဲ့ခွန်ကိုတုံညာ2ကိုတုံညာ၄တခြား WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5055နဲ့မှာဖြစ်စီစာရင်းကြိုတင်သွင်းရပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နမောတတဘဂဝါသောအရဟသောတမန်တံဘုဒ္ဓတာတရဏတော်နဲ့2569မြန်မာတက္ကသိုလ်1389ခုနှစ်နှစ်နရောလာပြာသူလာအတွက်ဟောစတဲ့ခုနှစ်2025ခုနှစ်12လပိုင်းဒီဇင်ဘာလအတွက်တလစာ ဟောစရန်ကြီးနဲ့ချောင်ရံဆောင်ရံအတွက်ကိုမိတ်ဆွေတို့ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီလအတွင်းမှာ၄ရက်၁၂၂၀၂၅ဂျာဇာဗရီနေဟာနော်ဒေါ်လာပြည်နေဖြစ်ပြီးတော့ပြည်ထောင်အနေနဲ့ဖြစ်ပါတယ်ထို့အတူ၁၈ရက်၁၂၂၀၂၅ဂျာဇာဗရီနေဟာနော်ဒေါ်လာပွဲရက်လည်းဖြစ်ပြီးတော့ဗျာပြဒရာရရလည်းဖြစ်တယ်ထို့အတူလာပြေရောလာွယ်ရောဟာမိစုတို့အတွက်ဂျာဇာပရင်းနေဖြစ်တဲ့အတွက်တော့မိစုတို့အတွက်ဒါလေးကိုတော့ဆရာနောက်ခေါ်ပြပေးပါမယ် ပြန်ပြောပြပါမယ်ခင်ဗျာ၄ရက်၁၂လ2025ဂျာဇာဝရီနေ့ဟာနတော်လပြည့်နေ့ဖြစ်ပြီးတော့၁၈ရက်၁၂လ2025ဂျာဇာဝရီနေ့ဟာပဲနတော်လပွဲနေ့ဖြစ်ပါတယ်ဒီလအတွင်းမှာငကားဥကောင်းအပြောင်းလဲရှိပါတယ်၁၆ရက်၁၂လ2025အင်္ဂါနေ့တွင်ငကားကောင်းဟာအရှိအယမနေ၍တောင်ရက်သို့ဖလှဲ့ပါမယ်ဒီလအတွင်း၁၆ရက်၁၂လ2025အင်္ဂါနေ့ဟာငကားကောင်းဟာ နဂါရဲ့ဥပောင်းဟာအရှိရက်ကနေပြီးတော့တောင်ရက်တို့လှဲ့ပါမယ်ထို့တူအမိကမြောက်ရက်ဝမ်းကအနောက်ရက်ကြောကအရှိရက်တို့အတိတိတည်ရှိနေကြပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့နတ်နဲ့နဂါမလွယ်စားနေဆိုတဲ့အတိုင်းရှီချုံလည်းမပဲကောင်းကြောင်းဈေးတုံးလည်းမလွယ်ကောင်းကြောင်းနဲ့မိတ်ဆွေတို့ရဲ့လိုရာကိစ္စအိမ်မှုအပြောင်းအရွှေ့နတ်နဲ့နဂါဆိုင်ရာကိစ္စလေးတွေမှာတော့အဲ ရှိလူကြီးအစိုးအမတ်တွေကိုလည်းမပြတ်ကွယ်တူတင်ကြောင်းနဲ့မိတ်ဆွေတို့ဒါလေးတွေမှာတာမန်အဖြစ်သတိပြုစင်ကျင်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့ငကားကောင်မှာအဓိကကတော့အဲတောင်ရက်အရှိရက်ကနေပြီးတော့16ရက်နေကြရင်တောင်ရက်တို့လှည့်ပါမယ်ဆိုတာလေးဆရာထပ်လောင်းပြောကြားလိုက်ပါတယ်ဒီဆန္ဒလာပိုင်းအတွင်းမှာကျမ်းမာရေးနဲ့ပတ်သက်လာရင် အထူးသဖြင့်လူအများမှာဆိုရင်လည်းအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအစာအတော့လေးတွေနဲ့ပတ်သက်တာလေးတွေအစာမားတာမျိုးလေးတွေအပူအဆက်အေးအစာရှိတဲ့အရာလေးတွေမှာတော့အဲကိုနဲ့မတည့်တဲ့အစာလေးမှာအလွန်ကျူးမစားဖို့လိုအပ်ကြောင်းနဲ့အစာရည်စီးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေဝမ်ပိုက်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမထက်ကိုတတိထားတင်ပြီးတော့အသက်အပြည့်ငယ်ရွယ်တဲ့ကလေးငယ်လေးတွေကျမ်းမာရေးရှူကြတာမျိုးခမဲလူတာမျိုးလေးတွေတော့ဖြစ်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အသက်ငယ်သောကလေးငယ်လေးကိုလည်းအထူးသဖြင့်ဂယုစိုက်တတိထားရန်လိုအပ်ပါတယ်။ ငါကသွေးတူးသွေးတက်အရှိကအားဖြင့်ချိတဲ့မိတ်ဆွေများဟိုဒီကာလမှာအတက်စာတွေသွေးတူးစာတွေသွေးတက်စာတွေကိုတတိပြုဆင်ញင်တက်ကြောင်းအသက်ကြီးသူများဟိုလည်းတတိပြုဆင်ញင်ကြောင်းတင်ကြောင်းဆရာထပ်လောင်းပြောလိုက်ပါတယ်ဒီလအပြင်မှာခရီးသွားဆိုင်ရာကိစ္စတွေ ြုလုပ်ရန်အားသာကောင်းမှုပြီးတော့နေရာဆိုင်ငင်းနဲ့ပတ်သက်တာမျိုးအပြောင်းလဲနဲ့ပတ်သက်တာမျိုးယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တာမျိုးအဲတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းရွှေ့လေးတွေများများလှုပ်ဆောင်တာမျိုးငဘောကယာလူတက်ဖို့ယာလူတိုးဖို့မျှော်လင့်နေတဲ့မိတ်ဆွေများဆနလပိုင်းတွေမှာများများပြုလုပ်ရန်လိုအပ်ပြီးတော့ဒီနေရာကြီးကနေတန်ရွှင်းစင်တွေ့ပြီးတော့မဖြတ်နိုင်မနဲ့အခြားတနေရာကိုပြောင်းဖို့တော့ခတ်နေတဲ့မိတ်ဆွေများပေါ်တော့ဒီကာလတော့ဒီမှာရဲရဲကြီးဆုပ်ဖြတ်ရဲရဲကြီးတိုက်ရဲရဲကြီးဆုပ်ဖြတ်ပြီးတော့လှုပ်ဆောင်ရင် အားသာကောင်းမှုပြီးတော့ပိုင်ဆိုင်တို့တက်အစီအပြီးပြီးတော့ ကံကောင်းမှုနဲ့ခွင့်ရေးကောင်းနေရရှိစေမှာအသေးချာပဲဖြစ်တဲ့အတွက်လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနဲ့အပြောင်းလဲနဲ့နေရာထိုင်ခင်းနေလှုပ်လှုပ်ရှားရှားလူလှုပ်လှုပ်ရှားရှားအဲရွေးရှင်ရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင် OA ရှမ်းမီနဲ့ပတ်သက်လို့ရှိရင်စောက်လို့ရှင်နေ OA ရှမ်းမီဝယ်ရာမျိုးပြောင်းလာမျိုးရွှေ့ရာမျိုးလေးတွေအတွက်အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့ရှေ့တိုးဆောင်ရွက်ရန်လိုအပ်ပြီးတော့ငဘောကအမှုကိစ္စတွေမိသားစုကိစ္စတွေအမွေကိစ္စတွေယုံကလနာကိစ္စတွေ အဲတန်ဟန်ဖြစ်နေတာတွေမပြီးမပြတ်သေးသောကိစ္စတွေမှာပြီးပြတ်ပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းတဲ့ဘက်ကိုရရှိစေမယ့်အတွက်တော့ယုံကိစ္စရဲကိစ္စအဲယာတိကိစ္စအလုံးကိုင်းကိစ္စအမှုကိစ္စအဝဝကိုလည်းရှေ့တူဥဆောင်ဆောင်ရရင်အားသာပြီးတော့တိုးတက်ပြီးတော့အဆုံးတက်မယ်ကာလအဆုံးဖြတ်တိတိကျကျပေါ်မလားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ထို့အတူပဲစံစီစေစားစားတတ်ကုန်တဲ့ပတ်သက်တာတွေ အဲဈေးကောင်းတဲ့ဘာသာမျိုးလေးတွေများစွာဖြစ်ထွန်းတတ်တာမျိုးလေးတွေချီတိုးဆောင်ရရန်လှုပ်ဆောင်တင်တာမျိုးလေးတွေအကျိုးပေးသလိုစက်ပစ္စည်းတို့စမ်းတို့စဘာတို့မှာပို့ပြီးတော့တူလောင်လာတာမျိုးအဲကောက်ပဲတည်ငံနေ အဲဆနလို့ site view ရေးဆိုင်ရာလုပ်ငန်းတွေအဆရှိအရာလေးတွေမှာလည်းတူလောင်ထားတာမျိုးစုဆောင်းထားတာမျိုးတွေကအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့လက်ရှိမှာဈေးပါပေမဲ့ဈေးတက်လာတာမျိုးလေးတွေအာသာတက်တော့လဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအယောင်ဝင်များစွာဖြစ်ထွန်းမဲ့ကာလဖြစ်ပြီးတော့ဆက်ပစ္စည်းယင်နဲ့ပတ်သက်တာတွေတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကုန်စည်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာချိန်တိုးပြီးတော့ကုန်လမ်းခရီးသွားလေးတွေမှာလည်းချိန်တိုးပြီးတော့ကုတန်းရောင်းဝယ်ဖောက်လို့ရှိ င်းမှုတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ထို့သူရွှေလက်ဝက်လက်စားအလကုန်ပစ္စည်းတွေအထည်လိုက်တွေဈေးကျတက်တယ်လို့ဈေးမငြိမ်မသက်ဖြစ်ခြင်းမျိုးတွေအကြဘတ်တို့များစွာဥတည်နေတာမျိုးတွေကြုံရတတ်သောလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိမိမိတို့ရဲ့လိုအပ်တတ်လို့အတုံးချအကြံများပေးရန်လိုအပ်ပါတယ်ထို့ပြင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေလူအများနဲ့ပတ်သက်တာမျိုးတွေအဲ ठी အစရှိတဲ့အရာအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေဖရားတဲ့ကျောင်းကန်ဆောက်ဇေဒီဆဘာသာရေးဆိုင်ရာပဋိဟိတလုပ်ငန်းလေးတွေအပြော်ပါနဲ့ပတ်သက်တာမျိုးလေးတွေဘာသာရေးတို့ festival တို့ရိုးရာတို့အနာထိမ့်မှန်တို့နဲ့ပတ်သက်တာမျိုးပကြီးပခုဗေဒင်ပေဒစံကြံသရုပ်ဆောင်အမှုပညာ social media နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့မိတ်ဆွေတို့နဲ့ချစ်တို့ဆောင်ရချင်းအမြန်များပူရတာမျိုးအဲထင်ပေါ်ကျော်ကြားတာမျိုးလေးပုံမူပြီးတော့ငကူကားတဲ့ထွန်းတောက်အောင်မြင်ပြီးတော့အများရဲ့အဖွဲ့အစည်းရဲ့အားကိုးခြင်းအားထားခြင်းအထင်ကြီးခြင်းဂုဏ်သတင်းကြီးခြင်းတွေ ေကြော်စောခြင်းညုံရတတ်တဲ့အတွက်တော့ဆိုင်းမုတ်တင်ခြင်းအမိပေးခြင်းဆိုင်ရာကိစ္စလေးတွေမှာချီလိုဆောင်ရွက်ခြင်းဆိုင်းမုတ်နဲ့ပတ်သက်တာဒီအမိခံလုပ်တာမျိုးအမိပေးတာမျိုးတွေမှာမိတ်ဆွေတို့ထင်ပေါ်ကြော်စောခြင်းအမှုပညာအစုတို့တော့နဲ့ပတ်သက်တာမျိုးတွေမှာလည်းဒီကာလမှာစီးပြီးထွက်တာမျိုး ဒါမျိုးလေးတွေအမိပေးခြင်းလောက်တာမျိုးစုံဖြတ်ဆောင်ရွက်တာမျိုးလေးတွေထင်ပေါ်ကြော်စုံးမှုအဟုတ်ဘူးရရှိစေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ချစ်တို့ဆောင်ရွက်ရန်အတွက်တော့အားသာကောင်းမှုပြီးတော့ကံကောင်းစီပြီးအပွဲစည်းအများဆိုင်ရာတွေမှာပါတီတို့အမတ်နိုင်ငံရေးတို့အစရှိတဲ့ရာတွေအပွဲစည်းတို့အသင်းဖွဲ့တို့နဲ့ပတ်သက်လူအများကကိုယ့်ရဲ့ဩစာအာဏာကိုတက်ရောက်ခြင်းဆွမ်းနာလူကအပွဲစည်းတို့အစိုးရတို့အများတို့နဲ့ပတ်သက်တာမျိုးလေးတွေမိမိတို့ရဲ့အလုံးခံဝင်အလုပ်ပဲမှာမိမိရဲ့အတွေးခေါ်အကြံစီလေးတွေကိုဆရာကြီးလောက်တာမျိုးရှယ်ရင်းလောက်တာမျိုးလေးတွေဟာမိတ်ဆွေတို့အတွက်ကံကိုတိုးတက်ပြီးတော့ အများအများပြုလုပ်တင်တော်လာထင်ပေါ်ကြော်စောခြင်းများစွာရရှိမလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ဒီလအတွင်းမှာငွေကြီးနဲ့ပတ်သက်ရင်အနှဲငယ်ကံအားတက်လာတယ်လို့ကံစရာလေးဒီမှာပိတ်ပင်ဟန်တာမှုလေးရနေပြန်လဲပွင့်နိုင်ပြီးတဲ့အခါရွှေနဲ့ဒေါ်လာစီးပြီးအနှဲငယ်ကြတတ်တော်ဘက်ကိုရောက်ရှိတတ်ပါတယ် အရှိရင်းနဲ့ပတ်သက်လာရင်တော့လူငယ်တွေမေတ္တာရေးစာကိမနာအားသာကောင်းမှုပြီးတော့ရှစ်သူရတာမျိုးအဲကြီးစားရတာမျိုးလေးတွေအဲကြီးစားလဲရအိမ်အောင်လဲကြဖြစ်တာမျိုးလေးတွေအားသာပြီးတော့ခါကြတော့ကောင်းမွန်နေတာလူမျိုးလေးတွေကြုံရတတ်ပါတယ်ထို့ပြင်မဲ့ငကုကသမီးကြီးစားတွေအနေနဲ့ငကုကတုံးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးလေးတွေမှာဒီကာလမှာအဲ့ဒီကာလကိုရက်စဲပြက်စဲပြီးတော့အိမ်အောင်ယူရင်စိတ်ဆက်ခြင်းတိုင်ပင်ခြင်းဘဝတစ်တစ်ခုအနာဂတ်တစ်ခုကို ဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းလူကြီးမိဘထိမ်းမြမင်္ဂလာပြုလုပ်ခြင်းနေအဲတရွာမပြောင်းသူကောက်ဆွမ်းနာလို့ယောက်ျားနောက်လိုက်ခြင်းလဲလိုက်သွားချက်နေဆိုလားဒီလိုမျိုးလေးပေါ့နော်အိမ်တော်လူရင်းလေးတွေအတွက်တော့အားသာပြီးတော့အဲကြီးစားဘဝကိုရက်လို့နှစ်လွာပေါင်းမှတည့်ရွက်ဆိုတဲ့အတိုင်းအဲအိမ်တော်ဘက်စစ်ဆက်လက်ထက်ခြင်းမျိုးတွေအားသာကောင်းမှုပြီးတော့ကြီးစားကမိမိရဲ့စစ်တော်မြန်လို့တော့သူကနေကိုယ်ကိုလက်ထက်ခွင့်တောင်းခံရတာမျိုးလေးကြုံရတတ်တယ်လို့ ိမ်အောင်ပြုမယ်မင်္ဂလာဆောင်မယ်ဆိုလဲဆရာငင်နာမင်္ဂလာရက်လာယူလို့ရအောင်ထပ်လောင်း marketing ဆင်းလိုက်တယ်ကောင်းပြီဆိုတော့ထို့အတူမိတ်ဆွေတို့ ਨੇ နှစ်ပေါင်း100တက်ရှိကြမှာဘူးဆရာငင်နာမင်္ဂလာရက်ယူဆိုအဲဆိုတော့ဒီလိုလေးပေါ့နောက်တာပါနော်ကောင်းပြီမိတ်ဆွေတို့အိမ်အောင်ပြုစိတ်ဆက်လက်ထပ်မင်္ဂလာပြုလို့ရအောင်တော့အားသာကောင်းမှုတိုးတက်နိုင်ပါတယ်အိမ်အောင်ရှင်အိမ်အောင်ဘတ်မှန်ပူဇာမှန်ချစ်သူမှန်ရည်စားမှန်အဲတူမဟုတ်လို့ရှိရင်မိမိရဲ့အနာဂတ်အတိတ်ကအရေးစက်တဲ့အမှန်တွေနဲ့စုံစည်းရတတ်ပြီးတော့မပြီးမပြတ်တန်းလန်းတွေကိုဖြတ်ထုတ်ရက်စဲပြီးတော့ ကြီးစားတဲ့ချစ်သူတဲ့နဲ့ဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းနဲ့ဟာဒုတိယပေါ်လာကနေကပထမဆိုတာဟာနတ်တဲ့မိန်းကန်လို့ဒီလိုမျိုးလေးတွေဆုံးဖြတ်ပြီးတော့တရားကိုရွေးချယ်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်အိမ်အောင်ရှင်များဖို့အိမ်အောင်ကြီးမှာဒီကာလဟာဒီလဟာဆန်းလာပိုင်းဟာအစင်မပြေနိုင်စရာမရှိဘူးတကယ်လို့အစင်မပြေလာခဲ့ရင်လေမိတ်ဆွေတို့ရဲ့အိမ်အောင်ကြီးမှာတဦးတယောက်တစုံတယောက်ရဲ့ အကြောင်းပြုပြီးတော့အစင်မပြေခြင်းနဲ့နားလည်မှုလွယ်ခြင်းတွေဒါကြုံရနိုင်တယ်။ဒါကြောင့်မိတ်ဆွေတို့နေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိမိတို့နေနဲ့မိမိတို့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ထပ်လွှဲရင်ကျန်တဲ့သူကိုမယုံမှန်နဲ့အဲမိမိတို့ရဲ့အတွေ့အကြုံကိစ္စအဲမိမိရဲ့အိမ်တော်ဘက်ကိစ္စလေးတွေမှာဖွင့်ပြောတိုင်ပင်ကမှပြဿနာကတော့ကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေအဲဖြစ်ရတတ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ အဲကိုယောက်ျားကိုရဲ့မိန်းမကလည်းဂျန်တဲ့သူမေုံမှာ ਨੇ နိဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုတာမျိုးနင့်အမေကြောင့်ငါအမေကြောင့်ဆိုတာမျိုးလေးတွေဂျားလူတူတယောက်ကိုအကြောင်းပြပြီးဖြစ်ရတာမျိုးလေးတွေကြုံဟားတက်တယ်လို့ဒီလိုတိုင်ပင်မိကမှာမိမိကယုံကြည်လို့တိုင်ပင်ကမှာမိမိရဲ့အိမ်တွင်းရေးကိစ္စတွေကိုတပုတ်လီလွယ်မဟုတ်တရားဆွဆွဲပြောဆိုခံရတာမျိုးလေးတွေကြုံဟားတက်တဲ့အတွက်ကြောင့်မလို့ဂုံတဲ့ပြင်းမကောင်းမှုလေးတွေကြုံဟားတက်တဲ့အတွက်ကြောင့်မလို့အဲမိမိတို့ရဲ့အိမ်တွင်းရေးမှာအိမ်တွင်းရေးဆိုတဲ့အတိုင်း အိမ်အပြင်ကိုမရောက်စေဖို့လူအကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါတယ်အိမ်အောင်ရှင်တို့ကခပ်ပွေပွေခတ်ချုပ်ချုပ်အိမ်အောင်ရှင်များဖို့ကတော့ဘူးပေါ်သလိုပေါ်တက်ပြီးတော့မထင်မှဖြစ်အရှုံအောင်ပေါ်ခြင်းနဲ့အရှုံအောင်ဖြစ်ခြင်းနဲ့ကြုံရတဲ့အတွက်တော့ဒီလိုရှုပ်တဲ့ကောင်းတော့သွားပေါ့ကောင်းပြီဆိုတော့နောက်တော့ပါရှုပ်ထားတာလေးအားလုံးရှင်းကြပေါ့ဒီစနလပိုင်းပြမှာဆိုရင်မိတ်ဆွေတို့နဲ့ဒီလာတာပြမှာဆိုရင်အကျိုးပေးသောနေသားများအနေနဲ့ဆိုရင်အင်္ဂါသာသမီတောက်ကြသာသမီဗုဒ္ဓဖူးသာသမီတို့အင်္ဂါနေ့တောက်ကြနေ့ဗုဒ္ဓဖူးနေ့တွေမှာ လုတ်တဲ့အခါမှာတတိပြုဆင်ញင်ပြီးတော့အရေးကြီးတဲ့ကိစ္စလေးတွေကိုတတိထားဆင်ញင်ပြီးတော့ပြုမှုဆောင်ရရအတွက်လိုအပ်ပြီးတော့အင်္ဂါနေ့လိုတောက်ကြနေ့လိုဗုဒ္ဓဖူးရက်လိုဒီလိုအင်္ဂါသားသမီးလိုတောက်ကြသားသမီးလိုဗုဒ္ဓဖူးသားသမီးလိုများကိုအတက်နိုင်ဆုံးမိမိနဲ့သူတို့ကဒုက္ခပြီးမှာတော့မဟုတ်ဘူးအတက်နိုင်ဆုံးတတိပြုဆင်ញင်ပြီးတော့လုတ်ဆောင်ရရလိုအပ်ကြောင်းနဲ့အခက်အခဲကြက်တယ်လေးတွေပေါ်တက်ကြောင်းထလောင်းပြောကြလိုက်ပြရစီဆက်တူလုပ်ငန်းတွေငွေကြေးအာမခံဆိုင်ရာလုပ်ငန်းတွေအစုစေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့အမှန်ကိုတတိထားဆင်ញင်ရမယ်လာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်ဒီလတာတော့ဒီမှာဆိုရင်တော့တနင်္လာနံနဲ့စတော့ຢာလေးစနေနံလို့ကြာစာပေးနံလို့အင်မတန်အားကောင်းပြီးတော့ကံကောင်းစီတဲ့ပြင်တနင်္လာသာသမိစနေသာသမိကြာစာပေးသာသမိတို့တနင်္လာရက်စနေရက်ကြာစာပေးရက်ဒီမှာအရေးကြီးသောကိစ္စတွေကိုတိုးချဲ့ ဆောင်ရွက်လို့ဆောင်ရင်အတာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသလိုအကျိုးပေးတော့ကဏ္ဍအနေနဲ့ဆိုရင်နှစ်ကဏ္ဍ၅ကဏ္ဍ0ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုနှစ်၅၃ကဏ္ဍလေးတွေဟာရှယ်ကဏ္ဍပေးတာမဟုတ်ဘူးเนาะနှစ်၅၃ကဏ္ဍလေးတွေထိုးကျင်လဲထိုးပေါ့ပေါ့ဆရာရမှာပေါ့เนาะအဲဆရာတော့မထိုးဘူးပတ်စံကုန်ဆိုလို့နောက်ကောင်းပြီเนาะနှစ်ကဏ္ဍ၅ကဏ္ဍခုနှစ်ကဏ္ဍလို့၂ရက်နေလို့၅ရက်နေလို့28ရက်နေလို့25ရက်နေလို့20ရက်နေလို့ဟာမိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီပြီးအကျိုးပေးတော့အရာအနေနဲ့ဆိုရင်လိန်မော်ရောင် မိခိုးရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုလို့ဆောင်ရွက်တဲ့အခါမှာ၁၂လပိုင်း၅ရက်၁ရက်20ရက်နေ့တွေကိုခြေတူဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့ပြိုးစားသမျှအောင်မြင်သမျှစီစီစဉ်သမျှအကောင့်ထဲပေါ်မဲ့ကာလဖြစ်ပါတယ်ဒီလာတာအတွက်တွင်မှာဆိုရင်အိမ်ဆောက်ပနက်ရရေတွင်းတူးလို့တဲ့မိတ်ဆွေများအင်္ဂလိပ်လိုပဲပြောပါမယ်ဒီဇင်ဘာလ10ရက် 25ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ပါအိမ်အောင်ပြုစစ်ဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေများကိုဒီရက်17လပိုင်းဒီမှာဆိုရင်ဒီဇင်ဘာလ10ရက်နေ့21ရက်နေ့ဒီမှာအိမ်အောင်ပြုချင်းစစ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တက်နိုင်ပါတယ်ရှင်ပြုရဟန်းခံအိမ်တက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်မိတ်ဆွေများ ဒီလက်ကတော့ဒီမှာဆိုရင်25ရက်18ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ပါတယ်ဒီလက်ကတော့ဒီမှာဆိုရင်မိမိတို့လိုရာကိစ္စမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်လက်ချခုလဝတီးသွားတာမျိုးလက်ရောက်ကလေးမိတွန်းတောက်တီးပြီးတော့ပြောဆိုလိုက်ကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိစေပြီးတဲ့အခါ မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေရန်တို့ရရအနေနဲ့ဆိုရင်တော့ပဋ္ဌာန်းစာအုပ်တို့ပရိသတ်စာအုပ်တို့ဘာသာရေးဆိုင်ရာစာအုပ်ကလေးတွေခမည်းများဖြန့်ဝေခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေနိုင်သလိုမိတ်ဆွေတို့အနေနဲ့ဒီလက္ခဏာတော့ဒီမှာဆိုလို့ချင်းရင်ပြုလုပ်ရမယ့်အဋိဋ္ဌာန်အနေနဲ့ဆိုရင်တော့မိမိတို့ရဲ့တော့ဟိုအဆက်ဆက်ရရအောင်မြင်တိုးတက်စေပြီးကံကောင်းစေရန်အတွက်အဋိဋ္ဌာန်ပြုလုပ်တပါဆိုရင်တော့မင်္ဂလာတုပ်ကိုတနေ့ကို မိမိတို့နိုင်ရာလေးတွေကျွတ်ပြီးတော့မိမိတို့တက်စိတ်ကလေးပဲဝင်ဝင်မိမိတို့စက်တရက်ပဲဝင်ဝင်တက်ဆိုင်ရမိမိတို့တရက်ပဲရွတ်ရွတ်ဗျာမင်္ဂလာတုတ်တွေကိုခံများများမိမိတို့နဲ့ရွတ်ဆိုဆောင်ရွက်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အစီအမံပါအသေးချာပဲဖြစ်တယ်ဒီ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်တွေတခုဆရာပေးကြပါတယ်ဒါနဲ့မပြောမိလားဆရာပုံစံလေးပြောင်းပြီးဟောပြထားပါတယ်ဆိုတော့7လပိုင်းအတွက်စကားလက်ဆောင်မပြောမိမှာအဲ31ရက်7လ Happy New Year နေ့ရတော့ဆရာငယ်မွေးနေ့ဆိုတော့အဲဆရာမိတ်ဆွေများ အဲမွေးနေ့လက်စာတွေလက်စခံနေပြီအော်ဒါမလို့ရအော်ဒါတင်လို့ရပြီဆိုတာနောက်တာပါအဲ32ရက်17လကတော့မိတ်ဆွေတို့နည်းဒီကိကာလအတော့ဒီမှာဆရာကဟော့စတန်ကြီးတွေပြက်ကလေးညတွေရတွေအမိတ်ပြန်တဲ့ညတွေရတွေဆရာပြောတယ်မိတ်ဆွေတို့တချို့မိတ်ဆွေများမသိလို့ရှိရင်လည်းဆိုချယ်မှာပဲရိုက်ချလိုက်ပါအမိတ်ပြန်တဲ့ညတွေရတို့ပါတို့တကယ်လို့မဟုတ်ရင်လည်းမသိဘူးဆိုရင်လည်းဆရာတီးတန့်တပုတ်ရှင်းစီဖြစ်စီ like လေးတီးတန့်ဖြစ်ဖြစ်ဆရာပြန်လှည့်ပေးမှဆိုတဲ့အကြောင်းနဲ့ဆရာရဲ့ဆရာငယ်ပေးတဲ့ Facebook page ကိုဖြစ်ဖြစ်အဲ YouTube မှာဖြစ်ဖြစ်စောင့်ကြည့်ပေးဖို့လူအကြောင်းဆရာထားလောင်းပြောရင်းနဲ့ ဒီ2025ခုနှစ်အတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရတော့မိတ်ဆွေများခင်ဗျာတခါလေးမှကျွန်တော်တို့တွေကအမှန်တရားတွေကိုလှောက်ဆောင်ကြတယ်ကိုမှန်ပြီဆိုရင်တခြားလူတွေကိုမားတယ်လို့မြင်တတ်ကြပါတယ်တကယ်တော့ဗျာတင့်နဲ့သုံးနဲ့ပေါင်းခြင်းဟာလေးဆိုတာမှန်ပါတယ်ခင်ဗျာသို့တော့ကိုမှန်တိုင်းနှစ်နဲ့နှစ်နဲ့ပေါင်းခြင်းဟာလေးဖြစ်နိုင်သလိုငါးထဲကနေတင့်နှုံရင်လည်းလေးဖြစ်နိုင်ပါတယ် နှစ်နဲ့နှစ်နဲ့မြောက်ရင်လည်းလေးဖြစ်နိုင်တာဒါကြောင့်မလို့တစ်ခါလေးမှကိုကမှန်တယ်ဆိုတိုင်းတစ်ဖက်အရာတွေကမမနေတဲ့ကြောင်းနဲ့တစ်ဖက်အရာတွေကလည်းမှန်နေတိုင်းနဲ့ကိုဟာကိုတွက်ချတယ်ကိုရဲ့အုံနောက်ညာဟာမမကြောင်းနဲ့တစ်ဖက်ကနေပြီးတော့မှန်တယ်ဆိုတိုင်းနဲ့လက်မခံတဲ့ကြောင်းနဲ့ကိုရဲ့အမှန်တရားဟာလည်းတစ်ဖက်လူရဲ့အမြင်မှာလည်းမမနေတဲ့ကြောင်းဆရာထလောင်းစကားလက်ဆောင်လေးလေးလေးနက်နက်ပြောလိုက်ပါတယ်နောက်နောက်တစ်ခုတက်ပြီးခြင်းပါသေးတယ်နှစ်တွေလဲကုန်လာပြီ လာရည်လည်းပြောင်းလာပြီအခုတနှစ်ပြီးတနှစ်တရက်ပြီးတရက်နဲ့မိတ်ဆွေတို့ဘာကိုမျော်လင့်နေရတော့အုံဖွားဟလာဝိညာကန္နာဝိကျွေးပါလာရဲ့ဇာငယ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အုံဖွားနဲ့မပြောက်ဘူးရေရာရှည်လို့မပြောက်ပါဘူးခင်ဗျာလောကမှာအကောင်းဆုံးရေရာဟာဖယားတရားတန်ဃာတိဟူသောယေရနာမြတ်သုံးပါးကလွဲရင်ဒီဘဝတွင်မှာနံဘဝတွင်လည်းအေးချမ်းကြောင်းနဲ့ဒီဖယားတရားတန်ဃာတိဟူသောယေရနာမြတ်သုံးပါးဟာလောကတွင်အကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးရေရာဖြစ်ကြောင်းပြောရင်းနဲ့ဇာငယ်မိတ်ဆွေများ 2025ခုနှစ်ဒီဇင်ဘာလမှာသို့မဟုတ်2025နောက်ဆုံးလရဲ့ဒီဇင်ဘာလဟာမိတ်ဆွေတို့ရဲ့အစိုးညံ့တွေဟာဒီတလတာရဲ့အတွင်းမှာပဲဟလားဆွမ်းနာလို့ပေါ့အစိုးညံ့တွေကိုကုံစင်ပြီးဒီရဲ့နောက်ဆုံးလကစလို့လာမယ့်နေ့ရက်တိုင်းမှာအောင်မြင်တို့တက်လို့ယရနာစင်းကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ကိုလက်ဝေဖြိုးလို့အောင်မြင်ကြပါစေ ဆရာကတော့ဆရာရဲ့ဒီတစ်နှစ်တာကိုစင်မဲ့တစ်နှစ်တာတွင်မှာကျွန်တော်လက်ပြအလုပ်ပါတယ်ကျွန်တော်လူတဦးတယောက်ပေါ်မှာဒုက္ခပေးတာမျိုးတွေထိခိုက်အောင်လုပ်တာမျိုးတွေအတွက်တော့ကျွန်တော်ကျွန်တော်ရဲ့အတီမှာတော့မလုပ်ခဲ့တဲ့အတွက်အတအတန်နိုင်ကျွန်တော်ဟာလည်းလက်ပြလုံတဲ့နှစ်ဖြစ်ခဲ့ပါတယ်ဆိုတော့ငါတို့26မှာရောဗာဒီကန်ကောင်းလာမလဲဆိုတော့ဆရာကိုစောင့်ကြည့်ပေးပါဦးဆိုတဲ့အကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုလည်းပြန်မေးဖို့လိုအပ်ကြောင်းနဲ့ကိုယ်တိုင်ရောကောင်းခဲ့ရလား အစီအမေခဲ့ရလားဆိုတာပြောလိုက်ပါအစီအမပြေမှုတွေကိုလည်းမပြစ်မတင်ပါနဲ့ကိုကိုကိုတဟာမှားခဲ့တယ်လို့မမြင်ပါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့မဆိုးအောင်လေကြိုးစားရင်းနဲ့ဆရာတို့2026ကိုကြိုးဆိုလိုက်ကြအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာလေးပါဆရာရဲ့မိတ်ဆွေတွေအားလုံးယတနာစိန်ကြောက်စဲတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ကိုလက်ဝေဖြိုးလို့အောင်မြင်မှုတွေလေးလေးပိုင်ဆိုင်လို့အောင်ခြင်းနေမှန်လားမရရှိပြီးတဲ့အခါအစိုးရမရှိပဲအောင်မြင်ကြပါစေကြောင်းဆုတောင်းရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ